နန္တအနန္တ၅ပါးထဲမှာထည့်ပြီးတော့ဂုံပြူထားတယ်။မာတာပိတုဘုံတော်အနန္တအမေဖေတော်ရဲ့ကျေးဇူးဟာအနန္တအတိုင်းအတာမရှိပါဘူး။အမေဖေတွေကိုအမေအဖေလို့ခေါ်တာကဦးဇင်းတော်ရဲ့မြန်မာစကားပေါ့။ပါဠိမှာကတော့မာတာပိတုလို့ခေါ်တယ်။အဲ့ဒီအပြင် အမေဖေတွေကို တင်စားထားတဲ့ဂုံပုံချာရှိပါတယ်။ယမာတိမာတာပိတရောပုပ္ပါစရိယာတိဩဇရေအာဟုနေယာသပௌတာနံပဇာယအနုကံပကာမာတာပိတရောအမေဖေတွေကိုဗျံမာတိဗျံမာယေလို့ဩဇရေခောဆိုအပ်တယ်အမေဖေတို့ကို နောက်နာမည်တမျိုးကယမလို့ခေါ်တဲ့နေတဲ့ဘာဖြစ်လို့ခေါ်တဲ့တာလဲယမဇူတရား၄ပါးနဲ့သာသမိတွေကိုစောင့်ရှောက်လို့သာသမိတွေပေါ်မှာမေတ္တာထားတယ်သာသမိတွေအစဉ်ပြေတဲ့အခါမှာမုဒိတာနဲ့ဝမ်းမြောက်တယ်သာသမိတွေအစဉ်မပြေတဲ့အခါကရုဏာနဲ့တဏှာတယ်သာသမိတွေဘလို့ပဲပြုတ်ပြိုးဘလို့ပဲ စကားကိုနားမထောင်နားမထောင်အဲ့ဓာတွေကိုဂွေမြူပေးနဲ့ခွင်းလက်တယ်နားလေပေးတယ်ပြေခါအဲ့ဒီဗျမစောတရား၄ပါးနဲ့မိမတွေကသတ္တပိတွေအပေါ်မှာထားနိုင်တဲ့အပတ်မိဘတွေကိုဓမ္မဆိုတဲ့နာမည်တစ်မျိုးလေးမြတ်ဗုဒ္ဓကပေးပါနောက်တစ်ခုကတော့အာလုံတည်တဲ့ပုပ္ပါစရိယဘောလက်ဥစီယာ ဒီဆရာထက်မဆိုရှေ့ကြတဲ့အတွက်ကြောင့်ပုပ္ပစရိယလို့လေကိုသလိုအာဟုနေရတဲ့ဟိုအဝေးကြီးကမှယူလာတဲ့ပစ္စည်းဥစ္စာတွေကိုခံယူနှင်းတယ်ခံယူထိုက်တဲ့ပုဂ္ဂိုလ်အာဟုနေရဆိုတာတန်ဃာတော်ရဲ့ဂုံတော်ထိမှလေပါတယ်အာဟုနေရောဘာဟုနေရောမိမာတို့ရဲ့နာမည်လေးပဲအာဟုနေရလို့နာမည်တစ်မျိုးရတယ် သာသမီတွေကအဝေးသားယူလာတဲ့စားစရာတွေထူတန်းစရာတွေကိုလက်ခံနိုင်တဲ့လက်ခံသင်တဲ့ပုဂ္ဂိုလ်တဲ့နာမည်ပဲ2မျိုးလဲ3မျိုးဘာကြောင့်ဒီနာမည်ကိုရတာလဲဆိုတော့ဘုဘကာရပိဋကဝေဩဒါနအပါဒကပောဒကခိရတဒါယိကလောကတဒတ်တေတာရော အမေဖေရိဆိုတီမာဩဃာဏသတ္တပိလောအဘူပကာလာကျေစုမြာပါတိဩဃာဏသတ္တပိဒုဂောပောတကလုံကျွေတတ္တိအာပါဒကကြည်ပြင်းခြင်းသောရောက်စေတတ္တိခိရတဒါယိကနိုးရှုတိတ်ကျွေမွေမြူတတ္တိလောကတာတတ္တိတော်လောကကြီးရဲ့အကောင်းနဲ့အဆောအကြောင်းနဲ့အကျိုးကိုပြလိပြတတ်တည် အဲဒါကြောင့်အမေဖေတွေဒီအမေဖေတွေဟာသတ္တမိတွေအပေါ်မှာကျေးဇူးများသည်ဟောကျေးဇူးများတဲ့မြတ်ဘုမိဘတွေကိုကျေးဇူးဆက်ရမယ်ဤစဉ်ကာလမှာမိဘစကားကိုနှထောင်းပြီးတော့ကျေးဇူးဆက်ရကြည်လာတဲ့အခါကိုနေတဲ့လောက်ပြုစုစောင့်ရှောက်ပြီးတော့ကျေးဇူးဆက်ရမယ် အဲအမေဖေတဲ့မရှိတော့တဲ့အခါသူမြဝေရွယ်ဟိုပြုတဲ့များကုတော်တွေကိုဘဝတပါတော့ပြောင်းသွားလေပြီးတော့ယေရှုရှင်ဖခင်ကြီးကမြတ်တန်ပေးဝေပြီးတော့ယေရှုဆက်ရအထာဝဘေတာနံကာလကတာနံဒက္ခိနံအနုပဒိဋ္ဌတိဘေတာနံဘဝတပါတော့ရောက်လေပြီးကုန်တော့ ကာလကတန်နဲ့ကွေလန်လေးပြီးဘုံတော့မိမာတော်ဟာဒက္ခိဏမိမိတော့ပြုထားတဲ့ကုသိုလ်ရဲ့ဖို့ပါကအကိုအနုပဒိတ်တတိပေးဝေလိမေဒီကြီးရဲ့ချက်မြိုလင်းချက်ဟာဘသူတွေစီမရှိလဲဆိုတော့အမေဖေးတွေစီမရှိတယ်မိဘတွေမှာရှိတယ်မိဘတို့ရဲ့မြိုလင်းချက်ကိုဘသူတွေဖြစ်ပြရမှာလဲသာသမိတွေဖြစ်ပြရမှာမို့လို့ အဲ့ဒီကျင်းဝဲကိုမြတ်ဗုဒ္ဓကသသမိကျင်းဝဲလို့ဒီလိုခေါ်ထားခဲ့တယ်။ဒါတော့အမေဖေတွေဟာသသမိတွေအပေါ်မှာကျေးဇူးများတာလူတိုင်းကသိပြီးသားအမေကမွေးတဲ့ဖေကစောင်းလျှောက်ပေးတယ်၊ဂယုစိတ်ပေးတယ်၊သင်ပေးတယ်၊လောကကြီးရဲ့အကောင့်အဆိုးကိုပြိုပြတယ်။အဲ့ဒီကပို့ပြီးတော့ကျေးဇူးများတာရှိသေးတယ် လောကကြီးတစ်ဖန်မှာကြီးစုအများဆုံးပုဂ္ဂိုလ်၃ယောက်တဲ့။နံပါတ်၁ပုဂ္ဂိုလ်ကဘုဒ္ဓံတရဏံကတောဓမ္မံတရဏံကတောသံဃံတရဏံကတောဘုရားတရားသံဃာယတနာ၃ပါးကိုကိုးကွယ်အောင်ယုံကြည်လာအောင်ပြုပြတဲ့ပုဂ္ဂိုလ်ကြီးစုအများဆုံးဒုတိယအနေနဲ့သစ္စာ၄ပါးကိုသိအောင်ပုတ္တပံဖြစ်အောင်ပြုပြပေါ်ပြတဲ့ပုဂ္ဂိုလ် ေစုများလေတာတိယအနေနဲ့ယဟန္တာဖြစ်အောင်ကိလေသာတွေကုန်ကောင်းအောင်ပျော်ပြတဲ့ပုဂ္ဂိုလ်ကယေစုများလေယေစုအများဆုံးပုဂ္ဂိုလ်လူလောကမှာဘယ်နှယောက်ရှိလဲပုံယောက်ရှိတယ်တဲ့ဥစ္စလောကယဟန္တာမဖြစ်သေးဘူးဓမ္မကြီးတော်တွေလည်းပဲမဖြစ်သေးဘူးတာတိယယေစုအများဆုံးပုဂ္ဂိုလ်တော့ကိုမှမရှိဘူးပေါ့ ုတာပန်မဖြစ်သေးတဲ့အတွက်ကြောင့်ကုတာပန်တည်အောင်ပိုပြတ်တာတဲ့ပုဂ္ဂိုလ်ဒီစလုံးမှာမရှိသေးဘူးကိုကကုတာမပမဖြစ်သေးတာကိုအဲပထမဧရနာသုမကိုကိုယ်ကိုတတ်အောင်ယုံကြည်တတ်အောင်ဒါနတွေပြုတတ်အောင်ဒီလာတွေစောက်တည်ဖြစ်အောင်ဝိပဿနာတရားတို့များကိုအားထုတ်တတ်အောင် ဥဇပထမသင်္ပေတဲ့ပုဂ္ဂိုလ်ဟာကျေစုအများဆုံးလို့ဒီလိုပြောတယ်။ဒီပုဂ္ဂိုလ်ရေလို့မဟုတ်ဘူးယတနာပုံပါကိုယုံကြည်လာအောင်ဘုဒ္ဓဘာသာဖြစ်လာအောင်ပြုပါပြုပြတဲ့ပုဂ္ဂိုလ်ဟောပြတဲ့ပုဂ္ဂိုလ်ကကျေစုများတယ်တဲ့။ဒါကမှတို့ရှိုးရှိုးဝန်ရှိုးရှိုးဝန်ရှိုးရှိုးအောင်နော်။ရှိုးရှိုးဝန်ဒါကမှတို့ရှိုးရှိုးဝန်တော့သာသမိတွေကို ဘုဒ္ဓဘာသာဖြစ်လာအောင်သင်ပေးတာဘသူပါလဲအမေအဖေပေါ့ဦးဇင်းတို့ကိုလေးပေးတည်တိုင်းတယ်အမေအဖေတွေကမွေးလာပြီးတဲ့နောက်ငင်းငင်းတည်တတ်တဲ့အရှင်ကစားပြီးတော့ဒါကရသော်ဘုရားဥတော်ဥရှာယဒါကသံဃာတော်တွေဥရှာယမယ်သူရမယ်ပဇာနယ်လည်းသင်ပေးတယ်ကာယကံလည်းပေးသင်ပေးတယ်ကာယကံလည်းဆိုတော့ကိုယ်ကိုယ်တိုင်ပြတာပါ ဥဇိကနဲ့ဆိုတာရှေ့ကနေပြီးတော့ဩဃာကဩဃာကလို့တိုင်ပြတာဘုရားရှင်ကိုယ်တည်းတင်ပြတာကာယကံနဲ့လည်းတင်ပြတယ်ဥဇိကနဲ့လည်းတင်ပြတယ်ဘုဒ္ဓဘာသာတရားဖြစ်အောင်ဒီလိုဥဇိနောဘုဒ္ဓဘာသာတို့ရဲ့အမေပေဟာအမေပေဖြစ်လို့ခြေဆုကြီးတာကအဆက်ဘုဒ္ဓဘာသာဖြစ်အောင်ယတနာ၃ပါးကိုကိုယ်ွယ်တတ်အောင်ယုံကြည်တတ်အောင် တို့ပြလို့ဂျေဇူးကြည်လာကတခြားဘယ်နှချက်လဲနှစ်ချက်ကြောင့်ဂျေဇူးများတယ်ဦးဇင်းလို့ပုံအာသမီတွေပုံတခြားဘာသာဝင်မိဘတွေကတော့အရှင်းကြောင့်ပဲဂျေဇူးများတာပုံလူလူကအကြောင်းကိုသင်ပြပေးတော့ပုံကိုကြည်ပြင်းအောင်ဆောင်ရှောက်ပေးတော့ဒီအချက်ကြောင့်ပဲဂျေဇူးများတာဦးဇင်းတို့ရဲ့မိဘတွေဒကာမတို့ရဲ့မိဘတွေကြားလို့ရှိရင်ဘုရားဘာသာဖြစ်အောင် သင်ပြပေးခဲ့လို့လေးပဲယေရှုများလေတရားဓမ္မအနေနဲ့ယေရှုများအခုအွေရောက်လာတဲ့အခါကျမှပဲဆရာတော်တွေကတရားဟောလို့ပို့ပို့ပြီးတော့တည်လာတယ်နဲ့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 နားလေလာတယ်။ဘာကျုပ်ဆရာတော်ကြီးရဲ့တရားတော်တွေတည်တူဆရာတော်တို့ရဲ့တရားတော်တွေအစရှိတဲ့အပြင်ဆရာတော်ကြီးတွေရဲ့တရားတော်တွေနားယူပြီးတဲ့အခါမှာပို့ပို့ပြီးတော့တည်လာတယ်ပို့ပို့ပြီးတော့ယတနာသုံးပါးကိုယူကြည်လာတယ်တရားတရားကိုထပ်တန်းလာတယ် ဒီလာတွေကိုပုံဆောင်ထင်းဖြစ်လာတဲ့ဝိပဿနာတရားများကို အထောက်ဖြစ်လာတယ်။ဒါပေမဲ့အရှိခံကတော့ဘသူကြောင့်လဲအမဲအေတွေကြောင့်ဒီနေ့ဒီကကြီးဦးအောင်ပန်းဦးဇင်းတို့အနေနဲ့ဒီကကြီးပေါ့ဒီကမတို့အနေနဲ့ဒီကမကြီးတို့အနေနဲ့ကတော့ယေရှုရှင်အခင်ကြီးအာယေရှုကြီးတို့တန်ဃာတော်တွေကိုဆန့်လူတန်းတယ်ကျောင်းမှာတန်ခဲ့တဲ့တန်ဃာတော်တွေဘုရားပူသွားတဲ့တန်ဃာတော်တွေကိုဆန့်လူတန်းတယ် ဒါဟာအမေဖေကမျိုးစင်ချပြလိုက်တဲ့တရားတရားအရှိခံကြောင်းဝိဟာရဒါနကြောင်းအတွက်ဒိန်ကြောင်းအတွက်လည်းလူတန်းနေအဲ့ဒါလေးပဲတရားတရားအရှိခံလို့အခုလိုဒါနတွေပြုဖြစ်တယ်တရားတရားသာမရှိဘူးယုံကြည်မှုသာမရှိဘူးဆိုရင် ကိုယ်ရှိတဲ့ပစ္စည်းသူတစ်ပါးကိုမဖြစ်ပါမလားမလူဖြစ်ပါဘူးဒီလိုကကြောင်းမာနေတာဓမ္မတို့ကအီမာနေတာ ဘာမှကြီးစူးစားကြီးစူးခံလည်းမရှိပေးနဲ့ဘာကြီးစူးမှလည်းမပြုခုပေးနဲ့တရားတရားမရှိပေးနဲ့ယတနာသုံးပါးကိုမယုံကြည်ပေးနဲ့ဒီလိုလူပုဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မကားတယ်ဝဆရာတော်ဘုရားကြီးကမောဟပိဆုပိညာရှုတိလူတော်ဥစ္စာများတွင်ပါလေမဟာကမောက်ရေအစုံတော့တောက်ထုတ်ကုန်းရှုတ်ဘေသူမျိုးမှအကျိုးမရာ အသိပညာရှုတည်တဲ့ပုဂ္ဂိုလ်တရားတရားမရှိတဲ့ပုဂ္ဂိုလ်တွေဟာဘလောက်ပဲစိစဉ်ဥစ္စာတွေမြောင်းများသူတို့ရဲ့စိစဉ်ဥစ္စာတွေဆိုတာမဟာသမုဒ္ဒရာမှာရှိတဲ့ရေလိုပါပဲအောက်လိုလည်းမရဘူးရှုလိုလည်းမရဘူးပုံလိုလည်းမရဘူးတဲ့။ဘာဖြစ်လို့လဲသူတို့မှာပြည့်စုံဥစ္စာတာရှိပါရဲ့ဘာမရှိလို့လဲတရားတရားမရှိလို့တန်တီတာတော့ဒနာမောင်ကောင် နေညာပဇေတွင်ထွက်ရေတော့ဘောရှိအလုံးပေါင်းသုံးရှမ်းသာပိတဲစွာရှင်ပန္တိတလိုခေါ်တဲ့ပညာရှိသူတော်ကောင်းတို့ရဲ့ဒီစီဥစ္စာကဥစ္စီဒီစီဥစ္စာတွေကြတော့နေညာပဇေတွင်ထွက်ရေတော့နေနေနဲ့ဖြစ်ပါစေတွင်ကထွက်လာတဲ့ရေလိုပါပဲတဲ့အောက်လိုလေးရတယ်ရှက်ပြုတ်လိုလေးရတယ်ရေနေကြိုလိုလေးရတယ် ရှိုးလို့လေရတဲ့တခြားနေရာမှာဘယ်နေရာမှာပဲသုံးသုံးဆောက်လို့ရမှာပဲသုံးသုံးသုံးလို့ရတယ်။ဘာဖြစ်လို့လဲဖန်လို့ကြည်လို့သုံးလို့ရလို့ကိုဒီတိုင်းပဲသာနာမုတ်ပိတာရှိတဲ့သရတရားရှိတဲ့ပညာရှိဘုလိုကောင်းလို့ရဲ့စိစဉ်ဥစ္စာတွေမှာသူများကိုအချိုးပြုတယ်မိမိကိုယ်ကိုယ်လေးပဲအကျိုးပြုတယ်မိမာတွေကိုလည်းအကျိုးပြုတယ်သာသမီတွေကိုအကျိုးပြုတယ် ကိုလာအောင်ငင်သားတွေကိုလေးပဲအချိုးပြုတယ်မရှိစင်းသားတွေကိုလေးပဲမြှဝေတယ်သူတို့ကောင်းတွေကိုလေးပဲလူဒန်းတယ်တွင်ထွက်ရေတော့ဒီကနေ့လူဒန်းတယ်ဆိုတာအမေဖေကမျိုးစင်းရှာပေးလိုက်တဲ့သဒ္ဒါတရားအဲ့ဒီသဒ္ဒါတရားကိုအရှိခံပြီးတော့သဒ္ဒါတွေသတ်တမ်းတယ်ဒါကြောင့်ဒီလိုဒါနကုသိုလ်တွေပြုဖြစ်တာဖြစ်ပါတယ် အမေဖေတွေကသာဒီမျိုးစေးတွေကိုမရှာပေးလိုက်ဘူးဆိုရင်ဒါနတွေပြုဖြစ်ပါမလားမပြုဖြစ်နိုင်ဘူးဒီလားလည်းမစောက်တည်နိုင်ဘူးဝိပဿနာတရားကိုအထောက်ဦးဆိုတာပို့ပို့ပြီးတော့ဝေးတာပေါ့အဲကြောင့်ဂျေဇုစင်ဖြစ်တဲ့အဖေပေါ့အခင်ကြီးဦးအောင်တန်းကိုယေရှုပြီးတော့ဒီကနေ့ပြုလုပ်တဲ့ဒါနကုသိုလ်တိလာကုသိုလ်ဟာတိလာကုသိုလ်တွေပြုပြီးတော့အဖေ အမြတ်ရပါစေတာသူခေါ်နိုင်ပါစေလို့အမြတ်ပေးလိုက်တဲ့ဘာသာဟာယေရှုဆက်တာပါပဲဒီကနေ့ပြုလုပ်တဲ့ကုသိုလ်ဟာယေရှုဆက်တဲ့ကုသိုလ်တဲ့ဘာကုသိုလ်လဲယေရှုဆက်တဲ့ကုသိုလ်တရားတရားကိုရှေခံပြီးတော့လုပ်လိုက်တဲ့ဒါနစောက်တည်လိုက်တဲ့သီလတရားနာလိုက်တဲ့ဘာဝနာကုသိုလ်ဟာယေရှုဆက်တဲ့ကုသိုလ်တို့ဒီလိုမှတ်ယူနှလုံးသွင်းပြီးတာကလား ုဒ္ဓသာသနာနဲ့တွေ့ကြုံခဲ့ဗုဒ္ဓရဲ့တရားတော်များကိုနာယူခွင့်ရတုံးလေးမှာလူအသိဉာဏ်ကိုရထားရခိုင်လူဘဝကိုရခိုင်မှာဒါနကုသိုလ်တွေပြုကြပါမယ်တိလာကုသိုလ်တွေလည်းစောင့်တည်ကြပါမယ်ဘုမာတစင်မိမိရဲ့ခန္ဓာ၅ပါးယုံနယ်နှပအပေါ်မှာလေးပေတို့ရဲ့ခန္ဓာ၅ပါးသည်အနိစ္စမတည်မြဲပါတကားဘဝတစ်ပါးသောကြုံသွားလေသောအခင်ကြီး ဥအောင်တန်ရဲ့ခန္ဓာ၅ပါးဒီမတည်မြဲသလို တို့ရဲ့ခန္ဓာဒီလေးမတည်မြဲပေါက်ပြန်ပြုံးလေးနေပါဖို့တကားဓမ္မသံဝေကပွားရမယ်ဒုက္ခနာခြင်းနှိမ့်ဆက်နေပါဖို့တကားအနတ္တဆုံးမရပါတကားရေလို့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလအိုခြင်းနာခြင်းတည်ခြင်းကိယာယနေ့ဗန်တို့ရောက်နိုင်သောသူတို့ကောင်းတို့ကိုစီကိုစီဖြစ်နိုင်ကြပါစေတည်း